နန္ဒောပနန္ဒနဂါမင်းအားအောင်မြင်တော်မူခြင်းအခါတပါဘုရားရှင်ဟာ နနတ်မိုးတော့လင်းခံဒီအချိန်မှာလောကတက်တခွင်ကို ကြည့်ရှုတော်မူတဲ့အခါနန္ဒောပနန္ဒနဂါမင်းကို မြင်ပါတယ်နဂါမင်းရဲ့ရှေးကုသို့ဥပနိတရေရှိမရှိကြည့်တော်မူတဲ့အခါနဂါမင်းဟာယတနာ၃ပါးကို ကြည်ညိုမှုမရှိ မိษาအယူရှိတာကိုမြင်တော်မူတယ်ဒီမိษาအယူကိုဘယ်သူခြေချွနိုင်မလဲလို့စင်ကျင်ကြည့်တဲ့အခါအရှင်မဟာမောကလံကိုမြင်တော်မူပါတယ်သူနှင့်နနက်စောစောအချိန်ရောက်တော့ကိုလက်တုပ်တင်တော်မူပြီးချစ်သားအာနန္ဒာငါဖျားတာဝတိန်သာနတ်ပြည်ကို သွားမယ်ယဟန်တော်900ကိုပြောကြားထားပေးပါလို့အာနန္ဒာအားစေခိုင်းလိုက်ပါတယ်ထိုနေ့မှာနန္ဒကားများက နန္ဒောပနန္ဒနဂါမင်းရဲ့အရဲတောက်ပွဲတပင်ကိုစီကားတိုက်မြိုက်စွာကျင်းပနေကြတယ်။အဲ့ဒီအခါမှာဖះရှင်ကနဂါမင်းမြင်သာအောင်ဆိုပြီးသူ့ရဲ့ဗိမာန်အထက် ကောင်းကင်ခီးမှကျတော်မူကြတယ်။ထိုချင်းအရာကိုမိစ္ဆာအယူရှိတဲ့နဂါမင်းကမြင်တော့ဥပြီးကတုံးယဟန်ရုပ်တွေဟာငါဦးကောင်းပေါ်ကနေတာဝတင်သားကိုအဝင်ထွက်လုပ်နေကြတယ်။ ငါပေါ်လဲခြေမုံတွေကြတယ်ဒီနေ့ကစဒီဦးပြီးတွေကိုတွားခွင့်မပေးတော့ဘူးလို့ကျုံးွားကငကားမင်းရဲ့မူလကိုတွင်ကိုစွန့်၍ကြီးမားလာတဲ့ခန္ဓာကိုယ်အဖြစ်ဟန်တီးပြီးမြင်းမို့တောင်ကို သူ့ကိုယ်နဲ့ခုနှစ်ဘက်ဘက်ကပါပြင်းကြီးနဲ့တာဝတင်သားကိုမမြင်ရအောင်ဖုံးအုပ်ထားပါတယ်ထိုအခါအရှင်ယထာဘာလာကဖျားအားမြတ်စွာဘုရား အရင်ကဒီရက်ကိုရောက်တဲ့အခါမြင်းမူတောင်တောင်ရန်ကုနှလုံးတာဝဒိန်သာနဲ့ပြည်တကြားမင်းရဲ့ဝေစီယနာပြတဲ့ထိုပြတဲ့အထက်မှာ အလံကိုစိုက်ထူထားပါတယ်အခုတော့ဓာရီအာမမြင်ရဘူးဖေဟာဓာရီမမြင်ရတဲ့အကြောင်းကဘလို့ပါလဲဖေဟာလို့မေးလျှောက်တော့အခါဖေဟာရှင်ကယထပါလငါဖေဟာတို့ဓာရီကိုမမြင်ရတာကနန္ဒောပဏ္ဏန္တနဂါမင်းငါတို့အပေါ်ဒေါသထွက်ပြီး သူ့ရဲ့ပပင်းကြီးနဲ့တာဝတင်သာနဲ့ပြည်ကိုမိုးအုပ်ထားလို့မမြင်တာဖြစ်တယ်လို့မိန့်တော်မူတဲ့အခါအရှင်ယထပါလာကဒီနဂါမင်းကို သူဆုံးမပါရစေလို့ခွင့်တောင်းပါတယ်ဖျားရှင်က ဆုံးမခွင့်မပြုဘူးနောက်အရှင်ဗတ္တိယအရှင်ယာဟုလာစားတဲ့အစဉ်အတိုင်းခွင့်တောင်းတော်လဲခွင့်မပြုခဲ့ပါဘူးနောက်ဆုံးအရှင်မဟာမောကလံမထေရရှောက်ထားချိန်မှာခွင့်ပြုတော်မူပါတယ် အရှင်မဟာမိကလန်ဟာမူလကိုအတွင်ကိုစွန့်ပြီးငကားမင်းအတွင်ဖန်ဆင်းကာနန္ဒောပနန္ဒငကားမင်းရဲ့ခန္ဓာကိုယ်အပြင်ဘက်ကနေ34ဘက်ရစ်ဘက်ကမြင်းမိုတောင်ကြီးဖြင့်ဖိကျိတ်ပါတော့တဲ့အဲ့ဒီအခါနန္ဒောပနန္ဒငကားမင်းကပါဇက်ကနေအခိုးမှုတ်လွတ်ပါတဲ့အရှင်မဟာမောကလန်ကလည်းငကားမင်းထက်အဆောင်ပေါင်းများစွာသာတဲ့အခိုးလွတ်လိုက်တဲ့အတွက်ငကားမင်းရဲ့အခိုးက အရှင်မောကလန်ကို မနိုင်ခဲ့ပါဘူး။နောက်နဂါမင်းက မီးရှံကိုလွှတ်တဲ့အခါမထေမြတ်က ထိုထက်သာတဲ့မီးရှံကိုလွှတ်လိုက်တဲ့အတွက်မထေမြတ်ကိုနဂါမင်းရဲ့မီးလျတန်ကမနိုင်ခဲ့ပါဘူး။ထိုအခါနဂါမင်းကငါ့ကို မြင်းမို့တောင်းနဲ့လဲကြိတ်ချေတယ်အခိုးလို့မီးရှံလဲလွတ်တာဟာဘသူပါလဲလို့မေးတဲ့အခါမထေမြက်က အရှင်မဟာမောဂလန်ဖြစ်ကြောင်းပြောပါတယ်ငကားမင်းကဒီလိုဆိုရင်ယဟန်းတွင်နဲ့တည်နေဖို့အကြောင်းပြောပါတယ်မထေမြက်လဲငကားတွင်ပဲစွန်ကပဂတိအတွင်ဖြင့်ငကားမင်းရဲ့လက်ရနာကဝင်ကလက်ဝဲနာက ထွက်လက်ဝဲနာကဝင်ပြီးလက်ရနာကထွက်ပါတယ်ထို့အတူလက်ရနှာခေါင်းပေါက်မှဝင်ကလက်ဝဲနှာခေါင်းပေါက်ကထွက်ပါတယ်ငကားမင်းကပါဇက်ဖွင့်လိုက်တဲ့အချိန်မှလဲမထေမြက်ဟာပါဇက် ကနေတဆင့်ဝမ်းပိုက်သေးဝင်ကလူလာခောက်တုံ စကြံရှောင်းနေတော်မူလိုက်ပါတယ်။ ဒီအချိန်များဖျားရှင်က မထေအားချက်သားမုတ်ကလန်ကြက်ကြက်နှလုံးသွင်းပါငကားမင်းဟာအလွန်တန်ကိုကြီးသူဖြစ်တဲ့လို့တတိပေးတော်မူခဲ့တဲ့ထိုအခါမထေမြက်ကမြက်စွာဖျားတပေးတော်ဟာဒီပတ်လေးပါးကိုဝတိပေါ်၅ခုဖြစ်နိုင်နေအောင်ပွားများထားပြီးဖြစ်ပါတယ်ဖျားငကားမင်းတကောင်ကို မဆိုထားပါနဲ့သူ့လိုကောင်အပေါင်းအရာထောင်ကိုလည်းဆုံးမနိုင်ပါတယ်ဖျားလို့ဖျားရှင်အားလျှောက်ပါတယ်ငကားမင်းက ဒီယဟန်ကိုဘိုက်သေးက ထွက်လာအောင်လုပ်ပြီးအဆွေကြားထားကကျွတ်ကျွတ်ပါအောင်ဝါးစားပြစ်မယ်ဆိုတဲ့အကြံနဲ့မထေမြတ်အားငကားမင်းကအပြင်သို့ခေါ်ထုတ်ပါတယ်မထေမြတ်အပြင်ထွက်လာပြီးရဲနေစဲခဏမှာငကားမင်းကနှာခေါင်းလေးနဲ့မှုတ်ပါတော့တယ် မထေမြက်လည်းလီမြန်တဲ့အဟုန်ဖြင့်သဒုဋ္ဌဆောင်ဝင်စားပြီးကာကွယ်လိုက်နိုင်ပါတယ်။ဒါကြောင့်ငကားမီးရဲ့နှာခေါင်းလေဟာမထေမြက်ရဲ့ဝင်းရင်းပေါက်ကိုမျှမထိခိုက်နိုင်ခဲ့ပါဒီနေရာမှာဖះနှစ်မထေမြတ်မတပါတခြားသူဆိုရင်တမာဘတ်ကို မထေမြတ်လိုလင်မြန်စွာဝင်စားနိုင်ကြမယ်မဟုတ်ပါဒါကြောင့်တခြားသူများဆုံးမတာကိုလက်မခံပဲအရှိမဟာမောကလန်ကိုဖះရှင်ခွင့်ပြုခဲ့ရတာပါ မထေမြတ်ဟာပဂရိကိုအတွင်ကိုစွန့်ကာဂလုံးမင်းအတွင်ဖန်ဆင်းပြီး၎င်းကိုအစင်တဆိုင်လိုက်ပါတယ်၎င်းမင်းလည်းပြေးမလွတ်နိုင်တဲ့အဆုံးသူရဲ့အတဘောကိုစွန့်ကာလူလင်အတွင်ဖြစ်အရှင်ဖျားအရှင်ဖျားဟာတပည့်တော်ရဲ့ကိုးကွယ်ရာ ဖြစ်တော်မူပါဖျားလို့ပြောလျက်မထေမြတ်ရဲ့ခြေဆုံကိုရှီခိုးလျက်နေပါတော့တယ်ဒီလို၎င်းမင်းကိုယဉ်ကျေးစေပြီး ဖုရားရှင်ထံတော်သို့သွားကြပါရယ်။ငကားမင်းလည်းဖုရားရှင်ထံရောက်တော့အရှင်ဖုရားတပည့်တော်ရဲ့ကိုးကွယ်ရာဖြစ်တော်မူပါလော့လို့လျှောက်ပြီးရိုသေစွာရှိခိုးပါရယ်။ဖုရားရှင်ကလည်းအတင်ငကားမင်းကာယတုကစိတ်တုခနှစ်ပါးနဲ့ပြည့်စုံပါစေလို့မိန့်တော်မူကအနာထပိန်တထေးအိမ်သို့ကြော်တော်မူပါရယ်။ ဒါကတော့အရှင်မဟာမောဂလန်အား ਨੇ ပေးပြီးငကားမင်းအားဆုံးမကအောင်တော်မူခံဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။